ရန်ကုန်တခွင်သတင်းစုံလင်ကရှေးဦးစွာတင်ဆက်မဲ့သတင်းကတော့အပီပီဆိုင်ရာအမျိုးသမီးနေအထင်အမှန်အလမေပြန်မွေးရင်ကြောက်တရာခရိုင်ကိုစားပြူးမှမယွန်းအီမွန်ဝင်းနာဆူဆူခရဲသတင်းဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအမျိုးသမီးကော်မတီမှကြီးမှုပြီး2025ခုနှစ် APB ဆိုင်ရာအမျိုးသမီးနေ့အထင်အမှတ်မစ်ရန်ကုန်2025ပြိုင်ပွဲကိုမတ်လ9ရက်နေ့ကနေ့ကရန်ကုန်တိုင်းဒေသကြီးမရန်ကုန်မြို့နယ်မြစ်တမလန်းမြန်မာကွန်ဗင်ရှင်စင်တာ MCC ခမရင်ကျင်းပရာစော်တလားခရိုင်ကိုစားပြုမတ်ယွန်းအိမ်မှဝင်လာဆုဆုခွေရရှိကြောင်းသိရပါဗျာ ဥစွာပြောင်းမောင်းဝင်အလားမဲများကသတ်မှတ်ကဏ္ဍများအစဉ်စဉ်ရှင်ပြိုင်ကြရာရန်ကုန်တိုင်းဒေသကြီးအမျိုးသမီးရှိရာအဖွဲ့နိုင်ရကဓမ္မမောတန်ရန်ကုန်တိုင်းဒေသကြီးအမျိုးသမီးရှိရာအဖွဲ့ဥက္ကဋ္ဌဒေါ်လူလူဆွေတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ကြီးများရဲ့ဇနီးများတယောက်စီရှိရပေးကြပါရစေအဲ့ဒီနောက်ပြောင်းမွေရင်ဝင်းနာစုမယုံအီမွန်ကျော်လာခရိုင် first runner up ဆိုမဝင်းတော်ရအောင်မင်္ဂလာတုံခိုင် second runner up ဆိုမဝင်းပပမျိုးရန်ကုန်တက္ကသိုလ် third runner up ဆိုရမမှုပုံမိုးစေတက္ကသိုလ်တေ fourth runner up ဆိုရမထက်တွေ့တော်မှုတကုံတက္ကသိုလ် fit runner up ဆိုရမရည်ဒီလှိုင်းသင်ငန်းကျွန်းခရိုင်တို့ရရှိကြပါတယ် ၎င်းပြိုင်ပွဲတွင်ဝင်းနာစုငွေသားချက်သိန်း30စကင်ကဲချက်သိန်း30ကြေနာပစ္စည်းချက်55သိန်းတို့အားချိန်မြင်မှာဖြစ်ပြီးဝင်းနာစုနဲ့အတူ first runner app မှာ fit runner app အထိငါစုကို၎င်းတိုက်တဲ့ award ကောင်းဆန်စု12စုကို၎င်းပါဝင်ရှင်ပြိုင်သူများအားလုံးကို participation award ဆုများကို၎င်းအသေးသေးချင်းမြေကြောင်းသိရပါတယ်။၎င်းပြိုင်ပွဲသို့ရန်ကုန်တိုင်းဒေသကြီးခရိုင်စလေခဲမှပြိုင်ပွဲဝင်အလားမေ40ဝင်ရောက်ရှင်ပြိုင်ကြောင်းသိရပါတယ်။ဒီသတင်းကိုတော့အောင်မြင်ကပေးပို့ထားပါပဲဖြစ်ပါရဲ့ရှင်။ ဆလတ်တင်ဆက်မဲ့တဲ့ရင်ကတော့တာမွေးမြို့နယ်ရင်းအသက်ရောင်အသက်ဝအေးယောဂကျူတင်ကာကွယ်နိုင်ရေးဆောင်ရွက်တဲ့တဲ့ရင်ဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးသင်္ကန်းကျုပ်ခရိုင်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမြို့နယ်စီမံသားရေးကော်မတီနဲ့မြို့နယ်မိခင်နေကလေးဆောင်ရှာရေးအသင်းနဲ့မြို့နယ်အမျိုးသမီးရှိရာအဖွဲ့တို့ပူးပေါင်းပြီးမတ်လ9ရက်နေ့ပိုင်းကတောင်ဝင်းရှာရေးဈေးနဲ့ရှာပြေဈေးတို့တွင်အသင်းအောင်အတော်ဝါအေယောဂါကျုပ်တင်ကားဝင်နိုင်ရေးအတွက်အသိပညာပေးစေလုပ်ငန်းကိုဆောင်ရွက်ကြကြောင်းသိရပါတယ်။အခုကဲ့သို့ဆောင်ရွက်ရာတွင်တောင်ဝင်းမြို့နယ်ရှိအစိုးရဈေးများတွင်အစားအသောက်နှင့်စားသောက်ကုန်ပစ္စည်းရောင်းချသူများအားကျန်းမာရေးနှင့်ညီညွတ်စွာရောင်းချရန်အကြေတဝန်အသိပညာပေးရှင်လင်းပြသခဲ့ပြီးအသင်းအောင်အတော်ဝါအေယောဂါ ဲ့ပတ်သက်ပြီးအသိပညာပေးလက်ကမ်းဆက်ဆောင်များအားလိုက်လံဖြန့်ဝေပေးခဲ့ကြကြောင်းတင်ရရှိပါရယ်ဒီသတင်းကိုတော့နိုင်လင်းအောင်ကပေးပို့ထားပေးဖြစ်ပါရယ်ရှင်နောက်ထပ်တင်ဆက်မယ့်သတင်းကတော့ကွန်ချန်ကွန်မြူနယ်ရဲ့နေသားဆန်ပြကွက်ရိတ်သိမ်းပွဲကျင်းပတဲ့သတင်းဖြစ်ပါတယ်။ရန်ကုန်တိုင်းဒေသကြီးကွန်ချန်ကွန်မြူနယ်တောချောင်းကျေးရွာအုပ်စုတောချောင်းကျေးရွာကွင်းအမှန်364 A ဥပိုင်အမှန်6မြင်းဆောင်တေရှိတောင်သူဒေါ်အေးနီလာတန်းရဲလေယာမြေတွင်နေသားဆန်ပြကွက်ရိတ်သိမ်းပွဲအခမ်းအနားအမတ်ရှာလေးရကကျင်းပကြောင်းသိရပါတယ်။ ရှေးဦးစွာနေကြာဆံမြောက်ွက်ရေးသိမ်းပွဲတွင်ကွန်းချန်ကုံမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမြို့နယ်ဦးစီးမှုဦးကြည်စိန်ကနေကြာပန်းတိုင်အထွန်းတော်ရရှိရေးဆောင်ရွက်ရမယ့်နည်းလမ်းများစိုက်ပျိုးရေးနီစနေမှန်ကန်ရေးမြေရောစာကျွေးနီစနေများမှန်ကန်စွာကျွေးနိုင်ရေး အစိမ့်နံအောင်မြင်ရေးအတွက်ပြများထားရှိမှုအခြေအနေများမိမိရည်မှန်းထားတဲ့ပန်းလန်အထွန်းတို့ရရှိစေရေးစသည်တို့ကိုဆွေးနွေးပါရယ်ဆက်လက်ပြီးတွန်တေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးညွန့်ွယ်ကနေကြအောင်မြင်အောင်စိုက်ပျိုးပေးသောတောင်သူများအားလာမယ့်နှစ်တွင်လည်းနေကြစိုက်ပျိုးဧကပုံမှုတို့ချေစိုက်ပျိုးနိုင်ရေးနဲ့ပန်းလန်အထွန်းတို့ပုံမှုရရှိအောင်ဒီစနစ်မှန်ကန်စွာစိုက်ပျိုးကြရန်ပြောကြားပါရယ်အဲ့ဒီနောက်တွန်တေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးညွန့်ွယ်နဲ့အဖွဲ့ဝင်များခရိုင်အစင်ဌာနဆိုင်ရာများမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များမြို့နယ်ဆိုင်ချ က်အဖွဲ့ဝင်များတောင်သူများကာကွယ်ဆဲကြည့်ရှုအားပေးပြီးတောင်သူဒေါ်အေးနီလာတန်းရဲ့နေကြာဆောင်ကွက်အားရိတ်သိမ်းခဲ့ရာတရေကလင်းနေကြာအစိုးအထွန်းတို့၃၀နှစ်တသက်မှ၅၃ညတင်းထွက်ရှိကြောင်းသိရပါဗျ။ဒီသတင်းကိုတော့ဆွေနယ်ကပြပို့ထားပဲဖြစ်ပါရဲ့ရှင်။ နောက်ထပ်တင်ဆက်မယ့်သတင်းကတော့မော်ဘီမြို့နယ်လူမှုအခြေပြုဗဟိုဌာန Community Center တွင်လူငယ်အသိပညာပေးဟောပြောပွဲကျင်းပတဲ့သတင်းဖြစ်ပါတယ်။ရန်ကုန်တိုင်းဒေသကြီးမြောက်ပိုင်းခရိုင်မော်ဘီမြို့နယ်ပြန်ကြားရေးနေပြည်သူဆက်ဆိုင် OC ဌာနလူမှုအခြေပြုဗဟိုဌာန Community Center ခန်းမတွင်စာဘတ်ရှင်မြင့်တရေးစာဖဝိုင်းကိုမတ်လ9ရက်နေ့ပိုင်းကပြုလုပ်ကြောင်းသိရပါတယ်။ဟောပြောပွဲတွင်မြို့နယ်ပြန်ကြားရေးနေပြည်သူဆက်ဆိုင် OC ဌာနအမ OC ရာရှိဦးဆောင်ဝင်းကစာဖတ်ခြင်းအကျိုးကျေးဇူးများကိုပြောကြားပြီးမြို့နယ်အခက်စားမှုဒေါ်လက်လက်လွင်မှလူငယ်နှင့်ကျန်းမာရေးအကြောင်းများကိုဟောပြောကြောင်းသိရပါတယ်။ဒီ တင်းကိုတော့ဝင်းစော်ကပေးပို့ထားပေးဖြစ်ပါရဲ့ရှင်။ နောက်ဆုံးနေဆက်မဲ့သတင်းကတော့ကော်မူရင်လူငယ်နဲ့အောင်မြင်မှုပန်းတိုင်းစီသူစာအုပ်ဖြင့်စာဖဝိုင်းကျင်းပတဲ့သတင်းဖြစ်ပါတယ်။ចောင်းသားចောင်းသူများစာကြေးရိုက်နဲ့ရင်းနှီးကြွယ်ဝင်မှုရှိစေရန်ရည်ရွယ်ပြီးစာပေချင်းမြန်လူသူများစာပေဝါသနာရှင်များပုဂ္ဂလအဖွဲ့များနဲ့စာဖဝိုင်းကိုမက်ရှလာခုနှစ်ရည်နှစ်ပိုင်းကရန်ကုန်တိုင်းဒေသကြီးကော်မူမျိုးနဲ့ပြန်ကြားရေးနေပြီးသူဆက်ဆံရေးဦးစီးဌာနလူမှုအခြေပြုဘဟုဌာန Community Center ခန်းမတွင်လူငယ်နဲ့အောင်မြင်မှုပန်းတိုင်းစာအုပ်ဖြင့်စာဖဝိုင်းကျင်းပကြောင်းသိရပါတယ်။ဦးစွာပြန်ကြားရေးနေပြီးသူဆက်ဆံရေးဦးစီးဌာနမှဦးစီးရာရှိတော်စာကြီးစိန်က စာဖွင့်ပြုလို့ရခြင်းအရွယ်ချက်များအားရှင်းလင်းပြောကြားပါရစေ။ဆက်လက်ပြီးဘုတ်ကလပ်အသင်းမှအဖွဲ့ဝင်ဦးစီသူကျော်ကလူငယ်နှင့်အောင်မြင်မှုပန်းတိုင်းစီသူစာအုပ်ထဲမှအောင်မြင်သောလူငယ်ကောင်းစဉ်ဖြစ်၎င်းမယေရနာကျော်ကကျေဖန်သမားကောင်းစင်ပြေ၎င်း မောင်ကျော်နိုင်ကစာအုပ်ထဲကသင်္ကန်းစာကောင်းစင်ပြေ၎င်းအသည်သည်ဆွေးနွေးကြရလို့သိရပါရရှင်